အားလုံးပဲမင်္ဂလာပါ TDN Gaming PC မှာကြိုဆိုပါရစေဒီနေ့ကတော့ပေါ့နော်ကျွန်တော်တို့ဒီမှာမေးခွန်းအမေးအများဆုံးပေါ့ဗျာကျွန်တော် Gaming PC လေးကိုကောင်းကောင်းလေးဆင်ခြင်တယ်အနည်းဆုံးဘယ်လောက်တောင်းရမှာလဲအဲကျွန်တော်ဒီ Architect Software တွေတောင်းမယ် Engineering Software တွေတောင်းမယ်အနည်းဆုံးဘယ်လောက်တောင်းရမှာလဲကျွန်တော် Photo Edit တွေလုပ်ခြင်တယ် Video Edit တွေလုပ်ခြင်တယ်အနည်းဆုံးဘယ်လောက်တောင်းရမှာလဲဆိုတော့ question ပေါ့နော်အဲ့တော့ဒီနေ့ဒီနေ့ကျွန်တော် Video Link နဲ့ဖြေပေးပါမယ် ဲ့တော့ကျွန်တော်တို့စင်ထားတဲ့ budget set up PC လေးပေါ့နော်ကျွန်တော်တို့က customer တော်တော်များများရဲ့အယူဆအမားနေတာတော့တခုရှိတယ်တို့ကဗျာအဲရုံးသုံးလုပ်ငန်းတော့မဟုတ်ဘူးလုံးဝ heavy duty တော့ပေါ့ဗျာပြောမှဆိုရှင်ပေါ့နော် rendering တွေပါလာမယ်ဒီဇိုင်းတွေပါလာမယ်ဆိုလို့ရှိရင်တို့ကဆက်စင်တော့မယ်ဆိုလို့ရှိရင်တို့က i7 မှာဆင်ကျင်ကြတာတကယ်တကယ်က CPU ကအရေးကြီးတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ခုနပြောတဲ့ rendering gaming photo edit video edit အဲ့ဒါတွေအားလုံးက CPU ထက်တို့က graphic card ကိုပို့ပြီးအားကိုးပါတယ်အဲ့ကြောင့်မလို့ပဲကျွန်တော်က CPU ကတော့အမြင့်အသုံးထားတဲ့ latest generation i7 သုံးထားတယ် ဒါပေမဲ့ graphic card ညံ့နေတယ်ဆိုလို့ရှိရင်လည်းဘာမှမထူဘူးဗျ။ကျွန်တော်အတိအက graphic card ကပိုအရေးကြီးပါတယ်။အဲ့ဒါကြောင့်မလို့ပေါ့နော်။ကျွန်တော်ကဘာနဲ့စင်မိထားလဲဆိုတော့ RTX 3050စကင်းနဲ့စင်မိထားပါတယ်။ဒီ graphic card လေးဟာဆိုလို့ရှိရင်တော့ brand new ထဲမှာပေါ့ဗျာ။ brand new ထဲမှာအခုအနိုင်ဆုံး graphic card ဒီ graphic card ပဲ။အော် GTA 3650တို့3660 Super တို့ကအတက်တမမရနိုင်တာကြားလာပြီအဲ့တော့အတက်တမအနေဆုံးတော့ RTX 3050စစ်ကစ် တော်လည်းတော်တော်လေးကိုအလုပ်ပြီးပါတယ်ဘောနော်ကျွန်တော် budget သွားမှာဆိုလို့ရှင်ပေါ့ဗျာဒီ graphic card လေးကိုတုံးပေးထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်က CPU တော့သူနဲ့ live ဖတ်တဲ့ Ryzen 5 9600နဲ့တုံးပေးထားတယ်နောက်ပြီး motherboard ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ gigabyte ထဲကပေါ့နော် A520MK လေးကိုကျွန်တော်တုံးပေးထားပါတယ် RAM ကတော့ 16GB storage ကတော့512ပါတုံးပေးထားတဲ့ power supply ကလည်းကျွန်တော်အဲ450 watt ပြီးရင် casing ပါမယ်အဲ့ဒါလေးကိုအခု ဟိုဒီ system ပုံးလေးပေါ့နော်ကျွန်တော်ဒီ video ထဲမှာမြင်နေရတဲ့ဒီပုံးလေးပါဒါလေးဆိုလို့ရှိရင်တော့ဈေးက26သိန်း9900ကျော်ပါဒါ the system ပုံးတစ်ခုလုံးပေါ့နော်ဒါပေမဲ့26သိန်း9900ကျော်ထဲမှာတော့ fan fan ဖိုးမပါသေးပါဘူး fan ဖိုး၄လုံးထပ်ပေါင်းမှဆိုလို့ရှိရင်တော့ကျွန်တော်က8000ထပ်ပေါင်းရပါမယ်အဲ့လိုဆိုလို့ရှိရင်တော့29သိန်း9900ကျော်ပါမယ် အာဒီ senior ဆိုလို့ရှိရင်တော့အရင်တန်ပါတယ်။ဘာကြောင့်လဲဆိုတော့ brand new ထဲမှာပေါ့ဗျာ။ဒီ RT 3050 6GB ဆိုတော့ graphic card ကြီးပဲတည်တံ့ဝယ်မယ်ဆိုလို့ရှိရင်အခုလက်ရှိ market ဈေးကပြောမစို့10သိန်းနဲ့73သိန်းကြားလောက်ရှိတယ်ဒီ graphic card ကအမကန်တုံးနေအတိတ်ကတည်းဆိုလို့ရှင်ပေါ့ဗျာ0နည်းနည်းဟတာပေါ့ဗျာ brand ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကျွန်တော်ကတော့ Asus တုံးမိထားတယ် Gigabyte နဲ့တုံးတယ်ပေါ့နော်ဒီနှစ်ကတည်းကရရင်ရတဲ့ကတ်ပေါ့နော်ကျွန်တော်တုံးမိထားပါတယ်ဒီဆက်လက်လေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှင်နောက်ပိုင်းကျွန်တော် upgrade လည်းအများကြီးလုပ်လို့ရပါတယ် RAM တိုးတာတို့ ျွန်တော်ဒီ storage မလောက်လို့ storage ထက်တိုးတာလို့လုပ်လို့ရပါတယ်လက်ရှိကတော့ 16GB နဲ့ 16GB RAM တုံးမိထားတယ် 512GB RAM တုံးမိထားပါတယ်အဲ့တော့ဒီ satellite တွေနဲ့ပတ်သက်ပြီးတော့ message တွေနေနဲ့စုံစမ်းချင်တဲ့ဟာလေးတွေရှိတယ်သိချင်တဲ့ဟာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော် TTN Gaming PC နဲ့လာပြီးဆွေးနွေးလို့ရပါတယ်လာပြီးတိုင်တယ်လို့ရပါတယ်အားလုံးပဲ now video မှာပြန်တွေ့ကြအောင်เนาะ